ါကတော့တောင်ပြည်ပညာရေးအတွက်အရေးချင်းပြည့်မီတဲ့ပညာရေးဝန်ထမ်းဆရာဆရာမတွေနှစ်စင်မွေးထုတ်နိုင်ဖို့အတွက်ရည်ရွယ်ပြီးဖွင့်လှစ်နေတဲ့တောင်ပညာရေးအကယ်ဒမီကျောင်းစင်ပွဲပဲဖြစ်ပါတယ်။ပြီးခဲ့တဲ့ဧပြီလ22ရက်နေ့မှာပတ်စင်နှစ်ကျောင်းစင်ပွဲကျင်းပပြုလုပ်ခဲ့တာဖြစ်ပါတယ်။ကျောင်းစင်ပွဲကို PSLF TNRA တွဲဖက်အထွေထွေအသွင်မှုနှစ်ဖြစ်တဲ့ဘူမူကြီးတာပေါင်လာနဲ့ဌာနဆိုင်ရာတာဝန်ရှိသူတွေကတက်ရောက်အကုန်ပြုကြပါတယ် တင်ကြားရေးကာလတနှစ်တက်မှတ်ထားတဲ့တအားပညာရေးကျောင်း DA ကျောင်းကိုတအားပြည်နမ်ဆန်မျိုးနယ်ထဲမှာပြီးခဲ့တဲ့2023ခုနှစ်ဩဂတ်စ်လကစပြီးဖွင့်လှစ်ခဲ့တာပါလက်ရှိတောင်ပညာရေးအကယ်ဒမီကျောင်းရဲ့အပတ်စဉ်နှစ်မှာပညာရေးဝန်ထမ်းဆရာဆရာမ155ဦးထပ်ပြီးမွေးထုတ်နိုင်ခဲ့တာကြောင့်အပတ်စဉ်တက 120ဦးစုစုပေါင်းပညာရေးဝန်ထမ်း285ဦးမွေးထောက်နိုင်ခဲ့တာဖြစ်ပါတယ်။လာမယ့်အပတ်စဉ်တွေမှာတော့အချိန်ကာလနှစ်နှစ်အထိတက်မှတ်ပြီးဒီပလိုမာဘွဲ့လက်မှတ်ပေးနိုင်ဖို့စီစဉ်ဆောင်ရွက်သွားမှာဖြစ်တယ်လို့ကျောင်းကြီးကအပတ်စဉ်3အတွက်ကြိုတင်ပြင်ဆင်နေပြီဖြစ်တယ်လို့ဗိုလ်မှူးကြီးတာပေါင်လာကအဖွဲ့အမစကားမှာထည့်သွင်းပြောကြားခဲ့ပါတယ်။ဒီနေ့ကနေစပြီးမှဒီတာမျိုး အဲ့ဒီနှစ်တင်တဲ့ကျွန်တော်မလုပ်တော့ဘူး။ဒါလည်းပဲဒီဒီနှစ်တင်တဲ့ခါရလောက်ဖြစ်တယ်။အဲ့နှစ်နှစ်တင်တဲ့အိမ်မှာတခါတဲ့ဒီပလိုမာ in education ပြင်ပြနေလို့ကျွန်တော်တို့အဆိုင်မှာလောက်ဆောင်သွားမယ်။ဒီဘက်ထဲမှာလည်းအပစ္စလာ in education နဲ့တခါတဲ့လောက်ဆောင်ရဖို့အတွက်အတူစားသွားမယ်။အာဒီ education ဘက်ပိုင်းမှာလည်းအကုန်လုံးဒီ best of မနော်။အမှုကျွတ်ကျင်သူအမလား အာလည်းခက်အလူကျွန်းကြည့်ဖို့အဆင်အဆင်လေးစင်းပိုင်းမှာပဲကျွန်တော်တို့ဒီဒီပလိုမာတို့ပထရာတို့ပြီးတော့ပြီးဆောင်ပါဖို့ပြအပ်ဖို့အဲ့လိုမျိုးကျွန်တော်ပလန်ထားပါတယ်တောင်ပညာရေးအကယ်ဒမီအကြောင်းကိုစိတ်ဝင်စားတဲ့လူငယ်တွေအနေနဲ့လူမျိုးဘာသာမရွေးရှောက်ထားတက်ရောက်နိုင်ပြီးတော့လာမယ့်ဩဂတ်လထဲမှာအပတ်စဉ်၃ကိုဖွင့်လှစ်နိုင်ဖို့တတ်မှတ်ထားတာဖြစ်ပါတယ် တောင်ပညာရေးအကယ်ဒမီကျောင်းမှာအဓိကဘာသာရပ်တွေ ဖြစ်တဲ့မြန်မာစာ အင်္ဂလိပ်စာသင်ချာသိပ္ပံဆိုင်ရာဘာသာရပ်နဲ့အနုပညာဘာသာရပ်တွေအပြင်ဒေသဆိုင်ရာသင်ယူညွန်းတွေလူမှုရေးနဲ့တည်င်းအချက်အလက်နည်းပညာတွေဘဝတသက်တာကျွမ်းကျင်စရာစာရိတ္တတွေတင်ကြားပေးခဲ့သလိုအခြေခံတောင်ယုံသုံးစာ လူအခွင့်ရေးနဲ့အခြေခံနိုင်ငံရေးသီအိုရီတွေပါတင်ကြားပေးတာဖြစ်လို့တက်ရောက်လူသူတွေအနေနဲ့အ ਨੇ ဆုံးတက္ကသိုလ်ဝန်ထမ်းအောင်မြင်ထားသူဖြစ်ရပါမယ်။တင်ကြားရေးအတွက် မြမပြည်တွင်းကတတိပညာရှင်တွေအပြင် နိုင်ငံပြပကတတိပညာရှင်တွေကိုပါအွန်လိုင်းကနေတဆင့်ပင်ဖိတ်ပြီးတင်ကြားပို့ချစေခဲ့တာကြောင့်များစွာ အကျိုးရှိစေခဲ့တယ်လို့အကြောင်းတာဝန်ရှိသူတဦးဖြစ်တဲ့ဆရာပန်းအောင်ကအခုလိုပြောပါတယ်ဒီနေ့ပညာသင်တဲ့ကျွန်တော်တို့ပြီးခင်းနေ့ထက်ကျွန်တော်တို့အချိန်လေးပို့ပေးထားတယ်ကလေးတွေကိုပြီးခင်းနေ့ကကျွန်တော်တို့အချိန်လေးများတဲ့ကလေးတွေကိုအပြေဝဒီနေ့တော့ပညာရောမတင်ကြားပေးနိုင်ပါဘူးဒီနေ့ဆိုရင်အများကြီးပို့ပြီးတော့ကျွန်တော်တို့ဟိုတင်ကြားပေးနေတယ် ဒီနေ့ဘာလို့ဖြစ်နေလဲဆိုကျွန်တော်က FC 4 corner လေးကောင်းကောင်းမွန်တင် जा ပေးနေတယ်ပြီးတော့ဟိုကကျွန်တော်တို့ဘေးလုံးခေါ်တယ်ကျွန်တော်တန်းစားပေးတယ်ကျွန်တော်တို့အချင်းပြည့် ဒီနေ့ပဲလုံးကျွန်တော်တို့ဟိုကောင်းကောင်းဝင်တင် जा ပြနေရတယ်ကလေးတွေကိုအဲ့ဒါအပြင်ကျွန်တော်တို့အခြေခံလူခွင့်ရေးတွေပြီးရင်အခြေခံနိုင်ငံရေးဖက်ဒရယ်ဒီမိုကရေစီတွေအကြောင်းအရာလည်းကျွန်တော်တို့အကလုံးတင်ပြနေပါတယ်ဒီနေ့အဲ့ဒါအပြင် ကျွန်တော်တို့တခြားဟိုပြင်ပလက်ချာပညာရှင်တွေနဲ့ကျွန်တော်တို့အွန်လိုင်းကနေဖိတ်ကြားပြီးတော့ကလေးတွေကိုတင် जा ပို့ချပေးနိုင်ပါတယ်ဒီနေ့အကြောင်းကလေးတွေကြောင်းစင်းပြီးတော့ရင်ဒီနေ့ဆရာသမားအနေနဲ့တူတယောက်အနေနဲ့ကျွန်တော်တို့ဟိုတန်းပညာရေးဟိုကဏ္ဍမှာ အများကြီးအကျိုးပြုနိုင်မယ်လို့မျှော်လင့်ပါတယ်ကျောင်းဆရာမဖြစ်လို့တဲ့ရည်ရွယ်ချက်နဲ့ TA ကျောင်းကိုတက်ရောက်ခဲ့တဲ့လွေတင်တင်ထွေးကတော့သူမအနေနဲ့တောင်ပြည်ရဲ့အနာဂတ်ကလေးငယ်တွေကိုအလင်းနံပေးနိုင်ဖို့အစင်းတင့်ဖြစ်နေသလိုတင်ကြရေးအတွက်လေလာထားတာတွေကိုပြန်ပြီးမျှဝေပေးဖို့လဲကိုကိုယုံကြည်မှုရှိတယ်လို့အခုလိုပြောပါတယ် အာကျွန်တော်ငငယ်ကလေးကရေမှန်းချက်ကလည်းကျောင်းဆရာမဖြစ်ချင်တာပါတယ်အခုကျွန်တော်ကလည်းပြောရမယ်ဆိုရင်မကြခင်အတော်သေးမှဆရာမတယောက်အနေနဲ့တာဝန်ထမ်းဆောင်ရရမယ်ဆိုတော့ကောင်းကောင်းတင်ပြပေးနိုင်မလို့ကျွန်တော်ယုံကြည်တယ်အမူလာတိုင်းမြန်ရေးကောင်းကောင်းတင်ပြနိုင်မှနောက်မှသူတို့ကအလဲတန်းအထက်တန်းကိုတစ်ဆင့်ပြီးတစ်ဆင့်အမြင့်ကိုတက်နိုင်မှလေဘာပဲလို့လို့အခြေခံအုံမြင့်အခြေခံမှအမြင့်ကိုတက်သွားနိုင်မှအဲ့ဒီအတွက်ဒီမူလာတိုင်းပညာရေးနဲ့ပတ်သက်ပြီးတော့ကျွန်တော်လည်းလေ့လာသင်တဲ့လောက်လေ့လာထားတယ်ပြီးတော့တော်တော်လေးလေးရနိုင်လို့ကျွန်တော်ထင်တယ်အဲကြောင့်မလို့ဒီမူလာတိုင်းပညာရေးကိုကောင်းကောင်းတင် င်ပေးနိုင်လို့ကျွန်တော်ယုံကြည်ပါတယ်။2019ခုနှစ်မှာစတင်ဖြစ်ပွားခဲ့တဲ့ကမ္ဘာအကက်ရောဂါ COVID-19 ကြောင့်ပညာရေးကိုတပိုင်းတစရည်နာခဲ့ရသလိုအာဏာသိမ်းစစ်ကောင်စီတပ်ဖွင့်လှစ်တဲ့အကြောင်းကိုတက်ရောက်လူချင်းမရှိတဲ့မိုင်းကြည်လင်းကလည်းအခက်ခဲစိန်ခေါ်မှုတချို့ရှိပေမဲ့ TA အကြောင်းကိုတက်ရောက်ပညာသင်ယူခွင့်ရတာဟာဂုံယူစရာကောင်းတယ်ဆိုပြီးပြောပါတယ်။ နရောစကောနရောနဆေမချတက်ကရဝန်ဝန်နောင်ထားတယ် PN နောက်ပိုင်းမှာကိုပီးဖြစ်တယ်ကိုပီးဖြစ်ပြီးတော့ဒီစကဆာကအာနာတင်းနေတော့ဒီစကဆာဖုန်းတဲ့ကြောင်းဒီမှာကျွန်တော်ကိုတိုင်က မတက်ချင်ဘောနော်ပြီးရင်ကျွန်တော်ဒီအပင်လောကရောက်နေတဲ့ချိန်မှာဘောနော်ဒီတန်းပီမှာလည်းဒီ ဒီအကြောင်းရှိတယ်ဆိုရင်အာတငယ်ရှင်းတယောက်ရဲ့အတိအကျပေါ့နော်ဒီကြောင်းမှာပညာလာတင်နေပြီးဒီကြောင်းအာရောက်လာတဲ့ချိန်မှာလည်းကျွန်တော်ပညာကောင်းကောင်းတင်ရတဲ့အတွက်လည်းအရင်ကပျော်ရှင်ရတယ်ပေါ့နော်ကျွန်တော်တို့ဒီ DA မှာဆရာတွေဆရာကောင်းတွေများများထိန်းပေးနိုင်မှာကျွန်တော်တို့ဒီတန်းပီမှာရှိတဲ့ကလေးတွေအတွက်လည်းပညာရေးကောင်းကောင်းတင်ယူတင်ပေးနိုင်မှာပေါ့နော်အခုဆိုရင်လည်းကျွန်တော်ဒီနေပြီးတော့ပြီဆိုရင်ဒီမူလာတန်းပြဒီတန်းပီမှာရှိတဲ့ကလေးတွေကိုပညာတင်ကြပေးမယ်အကောင်းဆုံးလုပ်နိုင်မယ်လို့လည်းကျွန်တော်ကိုယ်ကိုလည်းယုံကြည်ထားတယ်ပေါ့နော် မိုင်းကြီးလင်းဟာပညာရေးပိုင်းကိုစိတ်ဝင်စားပြီး grade 12ပြီးသွားတဲ့ညီငယ်ညီမငယ်တွေအနေနဲ့တောင်ပီပညာရေးအတွင်းကအနာဂတ်လူငယ်တွေအတွက်ပညာအမွေတွေဖြန့်ပေးနိုင်ဖို့အတွက်တောင်ပညာရေးအကယ်ဒမီအကြောင်းကိုတက်ရောက်ဖို့အကြံပြုတိုက်တွန်းထားပါတယ်။ကျောင်းပြေးသွားတဲ့ကျောင်းသူကျောင်းသားတွေအနေနဲ့တောင်ပီပညာရေးကောင်စီ TREC ကဖွင့်လှစ်တဲ့အခြေခံပညာရေးစတင်ကျောင်းတွေမှာ ဆရာဆရာမအဖြစ်တာဝန်ထမ်းဆောင်ရမှာဖြစ်ပြီးတန်ပြတနှစ်ပြီလို့တက်မှတ်ထားတဲ့အချိန်မှာအစင်မြင့်ပညာရေးဒီပလိုမာတန်တင်ကြားနိုင်ဖို့အတွက်ဆက်ပြီးခေါ်ယူသွားမှာဖြစ်ပါတယ်။ တောင်ပြည်ပညာရေးအကယ်ဒမီကျောင်းဟာအရေးချင်းပြည့်မီတဲ့ပညာရေးခွင့်ထမ်းတွေမွေးထုတ်ပေးနိုင်ဖို့ဆိုတဲ့ရည်ရွယ်ချက်အပြင်တင်းနန်းကျောင်းကလည်းအရေးချင်းပြည့်မီပြီးနိုင်ငံတကာနဲ့တခြားအဆင့်မြင့်မိဖက်ပညာရေးတက္ကသိုလ်ကောလိပ်တွေမှာဆက်ပြီးပညာတင်ယူနိုင်ဖို့လည်းရည်ရွယ်ထားပါတယ်ရှင်ဒီမှာဒီတောင်အေးစနာသိမ့်ပါ